မြန်မာစာပေစာဖတ်ပရိသတ်များမင်္ဂလာပါဒီကနေ့မြန်မာစာပေကနေတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ပထမဦးဆုံးလုံချင်းဝိထုနဲ့တမိုင်းတွင် အောင်မြင်ခဲ့သူလို့အဓိပ္ပာယ်ရပါတယ်ဟောဒီလူသက်လက်နက်တွေတက်ဆင်ထားတဲ့ဝိယုံစင်ကြီးရဲ့အောက်မှာမင်းကိုချစ်မြတ်လို့တဲ့အသေးနှလုံးပုတ်လေးတစ်ခုရှိတယ်ဆိုတာမသိတာများလားမသိကြင်အောင်စောင်းနေတာလားတည်တာတည်းဝီအဲ့ဒီချစ်တဲ့စိတ်ကြောင့် ခက်ထန်ကြံတန်းရမယ်ဆိုရင်လေဟောဒီလောကရဲ့ရာဇဝင်တစ်လျှောက်လုံးမှာဒတ်တဂီရီဆိုတဲ့အမည်ဟာရက်ဆက်မှုနဲ့ပြယုတ်အဖြစ် တီစီလဲတီပါစီတော့ဆိုတဲ့စကလုံးတွေကိုကြစ်လစ်လှပစွာ ဖွဲ့စည်းရေးသားတတ်တဲ့ဆရာကြီးချစ်ဦးညိုဟာသူ့ရဲ့ပထမဆုံးဝိထုရှင်ဖြစ်တဲ့1989ခုမှာထုတ်ဝေတဲ့အလင်္ကာဒီပါချစ်သူကို ရေးသားဖန်တီးခဲ့ပြီးတော့စာအုပ်ရေ2000ခန့် ထုတ်ဝေရောင်းချခဲ့ရတာပဲဖြစ်ပါတယ်။အလင်္ကာဒီပါချစ်သူကိုစတင်ထုတ်ဝေခဲ့ခြင်းကယာမမင်းသားအစာဒတ္တဂီရီခေါ်ယာဝနာဆိုတဲ့လူဆိုးဆက်ကောင်ကိုအတိကဇက်လိုက်မင်းသားနေရာထားခဲ့ပြီးရေးသားထားတဲ့အတွက်ကြောင့်စာဖတ်သူတွေကြားမှာဝေဖန်မှုတွေရှိခဲ့ပေမဲ့လည်းစာရေးဆရာကြီးတွေရဲ့ချီးကျူးမှုကို ခံခဲ့ရပြီးတော့စာအုပ်ထုတ်ဝေခြင်း1989ခုကစပြီးတော့ 2018ခုနှစ်အထိ73ချိန်တိတိပြန်လည်ထုတ်ဝေခြင်းကို ခံခဲ့ရတဲ့မြမစာပေရဲ့သမိုင်းတွင်ဝိထုတော်ပဲဖြစ်ပါတယ်။အမှုပညာရတ္တကိုအယတာပြည့်စုံစွာပုံဖော်နိုင်တဲ့ဆရာကြီးချီဦးညိုကိုတော့အဖ တပင်ပညာတဲ့ကြီးဦးရွှေတောင်းညိုနဲ့အမိဒေါ်စင်ရင်တို့က1948ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မန္တလေးမြို့မှာ ဝေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဆရာကြီးဟာမိသားစုထဲမှာตาအကြီးဆုံးဖြစ်ပြီးတော့နာမည်အရင်းကတော့မောင်ကျော်စွာပဲဖြစ်ပါတယ်။ဆရာချီဦးညိုဟာ1963ခုနှစ်ကနေ1968အထိရန်ကုန်ဝိဇ္ဇာနဲ့တိတ်ပံတက္ကသိုလ်မှာဒသနိကဗေဒအဓိကဖြင့်တက်ရောက်ခဲ့သူတူဖြစ်ပြီးတော့1968ခုနှစ်မှာဂုံတူးသုံးပါတာဖြင့် ဝိဇာဘွဲ့ကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။နောက်တက်တပံမဟာဝိဇာကိုဆက်လက်တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ဆရာကြီးချီဦးညူရဲ့အရေးသားတွေကိုခန်းစားကြည့်ရမယ်ဆိုရင်တော့ဂျာဇဝင်တွေကအနှစ်သာရတွေကိုတာမန်လူတွေမမြင်နိုင်တဲ့ရှူတော့ကနေပြီးတော့စနစ်တကျပေါ်ထုတ်ရေးသားပြနိုင်တဲ့ကလောင်သွေးခြုံများထက်တန်သူလို့စိတ်လိုလက်ရပုံဖော်မိမှာပဲဖြစ်ပါတယ်။ ပထမဆုံးလုံကြီးဝိတ္ထုဗလင်္ကာဒီပချစ်သူကိုထုတ်ဝေခဲ့ပြီးနောက်ပိုင်းဆရာကြီးဟာရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ်ဇက်သပင်ပညာဌာနအကြံပေးပုဂ္ဂိုလ်အဖြစ်လဲဆောင်ရွက်ပေးခဲ့သလိုစာပေရေးသားရင်းနဲ့ပဲတပင်မဂဇင်းစာတီးချုပ်ရွှေပြည်တန်ဂျာနယ်စာတီးချုပ်နဲ့1998ခုနှစ်မှာတော့ဆရာကြီးတက္ကသိုလ်ဖုံးနိုင်ရဲ့သူ့ကြုံမခံမီဝိတ္ထုကို ရုပ်ရှင်အဖြစ်ဖန်တီးရမှာ ဇက်ညိုးနဲ့အမှုပညာဒါရိုက်တာဖြစ်ပါတာဝန်ယူခဲ့ပြီးတော့အမှုပညာလမ်းကြောင်းကိုအမှုပညာဆန်စွာနဲ့ပဲရက်ဖွဲ့တိဆောက်ခဲ့သူတူလည်းဖြစ်ပါတယ်။နောက်တစ်ဖန်ဆရာချီဦးညူဟာစနဦးယဉ်ကျေးမှုကားဆက်အဖွဲ့ကိုဥဆောင်ခဲ့သူဆရာပါရဂူရဲ့အမပါဠိစိတ်တရလေခါဆံများကိုဇညုံအေးဒါရိုက်တာလောက်ကကိုယ်တိုင်ပါဝင်တည်ဆောက်ခဲ့သူဆိုကရည်တီးပြိုင်ပွဲ ဇက်တပင်ပြိုင်ပွဲမှာအကဲဖြတ်ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူစတဲ့အမျိုးစုံလင်လာတဲ့တာဝန်တွေကို ကြေပွန်စွာထမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဦးလေးတော်သာစွေပြောခဲ့ဘူးသလိုပဲရွှေတောင်းညူသားကျွန်တော်ဇမင်းသားမဖြစ်လာတာကတော့အသေးကြပင် သို့တော့ကျွန်တော်ဒီနစ္စဂီတဝါရိဒတီဟူသောကာချင်းခုံချင်းတီဆူတီးမုတ်ချင်းလောကများ၌တည်တည်ချာချာကြီး ကျင်လည်ကြစားခဲ့ဘူးပါလေသည်ကျွန်တော်ဆိုခဲ့ဤကျွန်တော်တီးခဲ့ဤကျွန်တော်ကခဲ့ဤထို့ကြောင့်ဆိုတီးကကျွန်တော်ဘဝပုံရင်များဆိုတဲ့ဆိုတီးကကျွန်တော်ဘဝပုံရင်များဝိတုမာလည်းပဲရတ္တဆုံးလေလှပစွာခြေမုံထားတဲ့အရေးသားကိုတိမြင်ခံစားရမှာပဲဖြစ်ပါတယ်ဆရာချီဦးညိုဟာ1998ကနေ2000ခုနှစ်အတွင်းမှာစင်ကာပူအိန္ဒိယ တရုတ်ထိုင်းမလေးရှားနဲ့အမေရိကနိုင်ငံတွေကိုစာပေယဉ်ကျေးမှုအမှုပညာဆိုင်ရာ လုပ်ငန်းများအတွက်တွားရောက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဆရာကြီးချီဦးညိုဟာ1980ပြည့်နှစ်မိုးဝီစာပေမဂ္ဂဇင်းမှာပထမဆုံးပုံနှိပ်စာမှုဖြစ်တဲ့ရန်ကုန်မြို့အလဲဝတ္ထုတို့နဲ့စာပေနယ်တွေကို ဝင်ရောက်ခဲ့သူဖြစ်ပြီးမိုးဝီစာပေမဂ္ဂဇင်းနဲ့ရှုမဝါရုပ်စုံမဂ္ဂဇင်းတွေမှာဝတ္ထုဆောင်ပါ ဘာသာပြန်တွေကိုရေးသားခဲ့ပါတယ်။ဆရာကြီးချီဦးညိုရဲ့နောက်ထပ်ထင်ရှားတဲ့ဝိထုတွေက တော့ချစ်တော်ပါဒဣဂရီ1989နှင်းကေတရာချစ်တဲ့သူရဲ့ကောင်1989တူနာဘူမိဝေဒနာ1980ခုနှစ်အိမ်တန်းကမကျမ်းပုံ1981တိမ်တိမ်တွေဖုံးပါလို့အုံချင်းချင်းညာ1981 ရွှေတိုက်စိုး1986ရတနာဂီရိအကျဉ်းသာ1989မဏိစန္ဒဦးတန်1997ဗတ္တာ1993ရာဇကုံမာရ1993ရှင်စောပူ1996လောကရန်နေလမ်းလျှောက်အတူထွက်ခြင်း1999တမိုင်းမတွင်ပေမဲ့တမိုင်းဝင်နေမဲ့စကားများ 1999လို့ပဲဖြစ်ပါတယ်။ယခုတည်းတိုင်အင်မတန်မှ လူကြိုက်များပြီးနာမည်ကြီးသေးသော ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ဂျွာစာကြီးစိန်တေဟန်ရဲ့ကိုတွေ့ဆောင်ပါဖြစ်တဲ့ဘိတ်သိပ်ပြန်ရုပ်ရှင်ကိုရိုက်ကူးရတဲ့အခါမှာတော့ screen play ကိုဆရာချီဦးညိုကရေးသားပေးခဲ့ရုံသာမက စာရေးဆရာ လေတွင်သားစော့ချစ် ကိုခင်စောဘိတ်သိပ်ဆရာ တက်လူတို့နဲ့အတူ ဧည့်သည်တယောက်ဆောင်ဖြစ်ပါ ပါဝင်ခဲ့ပါသေးတယ်။ဆရာကြီးဟာစာရေးသက်52နှစ်အတွင်းဗုဒ္ဓယဉ်ကျေးမှုနောက်ခံဝိထု16အုပ်၊တမိုင်းနောက်ခံဝိထု18အုပ်၊ဝိထုတို့ဝိထုရှင်စူးစီးမှု10အုပ်၊စာပေအမှုပညာအတွေးခေါ်ဆောင်ပါ9အုပ်၊အစေးနှင့်သူတေသနာစာရန်9အုပ်ခိပြိုင်အမှုပညာလောကနောက်ခံ6အုပ်စုစုပေါင်း62အုပ်ကိုရေးသားထုတ်ဝေပြီးပြီပဲ ဖြစ်ပါတယ်။ဆရာချီဦးညိုရဲ့ကြံပြတွေထဲမှာကြီးစားတဲ့ချစ်ချင်းလူပောင်ဘဝအပေါ်အတွေးခေါ်မှုအမျိုးသားရေးစရာတွေကိုထူးထူးခြားခြားဖော်ပြလေးရှိပြီးဆရာကြီးဟာတစ်ချိန်ကမြမစာပေလောကမှာကြပြာရှင်ဝိတုရေးဆရာဘာသာပြန်ဆရာဖြစ်နာမည်ကြီးခဲ့သူဖြစ်တဲ့အပြင်အထူးသဖြင့်တေးရေးတေးရေးသားမှုအမှုပညာပိုင်းမှာလည်းထင်ရှားလာပါတယ် ဆရာကြီးဟာယနေ့အချိန်ထိစာပေလုပ်တွေကိုဆက်လက်လုပ်ကိုင်နေသေးပဲဖြစ်ပြီးတကယ်လို့သင်ဟာမြမရာဇဝင်ကိုချစ်မြတ်နိုးသူတယောက်ဖြစ်ပြီးတော့သင်အတွေးအမြင်တွေကိုတတောင်းတနေရာကနေပြောင်းလဲရှုမြင်ခန်းစားပုံဖော်ကြည့်ခြင်းတဲ့အခါဆရာချီဦးညိုရဲ့စာအုပ်တွေကိုတိုးထီအရသာခန်းကြည့်ပါလို့ဖိတ်ခေါ်လိုက်ခြင်းပါတယ်ခင်ဗျာနောက်များမှာလဲဒီလိုအကြောင်းအရာတွေကိုထပ်မံမျှဝေတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် မြမစာပေ YouTube နဲ့ Facebook Page တို့ကို Like and Subscribe လုပ်ကြကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။